ဟယ်လိုဒီနေ့ကစပြီးတော့နာမည်လက်ခဏညီဟောကခိုင်ဝါစာအုပ်ကိုအသုံးပြုပြီးတော့စကားပြောမှာအထောက်အကူရစေဖို့အတွက်အာဒီဘောနော်အရှိကစကားစကားပြောကိုဘလို့ပုံစံပြောင်းလဲဆိုရယ်ဖတ်ချင်မြဲအနောက်ကခိုင်ဝါရေကိုရှင်းပြပြီးတော့အဲအတူတူပြောပြီးတော့လေ့ကျင့်ကြမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာပဲအခန်းတစ်ကိုစာရအောင်ဘောနော်အဲအခန်းတစ်ကိုမစားခင်မှာသူရဲ့မာတိကာကိုကြည့်မယ် ်မာတိကမှာဆိုရင်သူက part 1ကနေပြီး part 3ထိရှိရပေါ့နော် part 1မှာဆိုရင်အာသူကဒီမှာက session တွေက6ခုပြီးတော့ဒီမှာလည်း6ခုဒီမှာတော့73ကနေပြီးတော့23ခုရှိပါတယ်အဲ့တော့နည်းနည်းလေးရောများတာပေါ့နော်ဆိုတော့ဒီနေ့ကစပြီးတော့ဒီ session 1ကနေပြီးတော့စပါမယ်ဒီနေ့ခေါင်းစဉ်မှာကတဲလူတဲခုတို့ခု ဒါတွေကဘာကိုပြောတာလဲဆိုတော့ကြည်ရအောင်သူကဒီစာဖိုက်လေးကိုအရင်ဖတ်ပြမယ်နော်ဟာနာရှိခိုတိုပါတဲ့ဝစကားပြောတဲ့စကားလုံးတွေမှာကတဲ့မြင်ရလားတော့မသိမိချီခကုတဲ့တိုတောင်းပြီးတော့ဤရာဆွေခါတစီကပြောရလွယ်တဲ့စကားလုံးတွေကိုရဲ့ယောကုစကားဝါလေးတဲ့ emos အသုံးပြုပါရယ်ပေါ့နော်ဒါရိုက်ပြန်မယ်ဆိုရင်တော့ဒီပြောရလွယ်တဲ့စကားလုံးတွေက တေချာကိုမှကောင်းကောင်းကြီးကိုအသုံးပြုခြင်းခံရပါတယ်ဆိုတာမျိုးဖြစ်သွားတယ်။ဒါကြောင့်မို့လို့တဲဤလူနဲ့တဲဤခုကိုပြောခြင်းဤအတန်လေးကိုဖြုတ်ပြီးတော့တဲလူနဲ့တဲခုဆိုပြီးတော့ပြောင်းတယ်။ဒါဆိုရင်နောက်တစ်ခုကတဲအိုခုဆိုတဲ့ဟာကိုအဲ့ရဲ့အတန်လေးဖြောက်ပြီးတော့တိုခုဆိုပြီးတော့ပြောင်းတဲ့ပုံစံလေးပါပဲ။ဆိုတော့ပထမ session ကတော်တော်လေးကိုလွယ်ပါတယ်။ဤအတန်လေးကိုဖြုတ်ယုံပဲ။ဒါကြောင့်မို့လို့ first day ဤလူ သူရဲ့ရှေ့မှာ verb လိုက်တယ် verb တဲ့ ਈ တို့ဥပမာ ਥਾ ပဲတဲ့ ਈ တို့စားတယ်ဆိုရင် ਈ အတန်လေးကိုဖြုတ်ပြီးတော့ ਥਾ ပဲတဲ့တို့စားနေတယ်ဆိုတော့အတိတ်ပဲပဲဖြစ်သွားအတိတ်ပဲကတော့မပြောင်းဘောเนาะ ਈ အတန်လေးကိုဖြုတ်ပြီးတော့ပြောရလွယ်တဲ့စကားလုံးဖြစ်အောင်လို့ပြောင်းလိုက်ရုံပဲဒါကြောင့်မလို့သူရဲ့ဒီဥပမာလေးတွေကြည့်မယ်ဆိုရင်မာတဲဤတို့ရောစောင့်နေမယ်နော်မာတဲတို့ရောမာတဲဤတဲ့နဲ့မာတဲတဲ့နဲ့မာတဲဤနိုင်တဲ့မာတဲနိုင်တဲ့ နောက်တစ်ခုက verb တဲ့ equal ဆိုတာကအဲစားသွားမယ်အဲစားသွားမယ်လှုပ်သွားမယ်ဆိုတော့သွားတယ်ဆိုတာမျိုးပေါ့နော်ဥပမာတာဘဲတဲ့ iku စားသွားမယ်ဆိုတော့ပုံစံမျိုးကိုမှ i ကိုဖြုတ်လိုက်ရင်တာဘဲတဲ့ ku ခေါ်သုံးမောဇလဲတဲ့ iku ရောခလေးကိုခေါ်သွားမယ်နော်ဒါဆိုရင် i ကိုဖြုတ်လိုက်ရင်ခေါ်သုံးမောဇလဲတဲ့ ku ရော ずれれてっていい。いい。くださいだす之类的德克大赛，打算用来一个票马票的多少那个七三十的那个铁板面，那张马路的那样远了，啊，但个上边哦，太阳马波呢，之类的德克大赛，可大比巴波呢，那这个个可多么之类的一个个，可多么之类的一个个，哦，sorry，一个票来的呢，可ずれていーーーこ,れてこう个。 ။နောက်ဆက်တစ်ခုကကြတော့ဒီ M4 မှာသင်ခဲ့ရတာလားမသိဘူး birthday အခု uh birthday အခုဆိုတာကလောက်ထားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်တစ်ခုခုကိုကြိုတင်ပြင်ဆင်ထားတယ်။မကြခင်မှာပြောင်းလဲလွယ်တဲ့ဟာမျိုးဥပမာခုံကိုဒီညမှာချထားတယ်ဆိုရင်အဲ့ဒီခုံကနောက်တစ်ချိန်မှာပြန်ပြီးတော့ရွှေ့ရမှာပဲလေ။ဒါကြောင့်မလို့အမြဲမတည်ရှိနိုင်တဲ့အရာမျိုးဆိုရင် birthday အခုကိုသုံးနဲ့လောက်ထားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ဒါကြောင့်မလို့ birthday အခုကိုသုံးတဲ့ပုံစံလေးကနောက်တစ်မျိုးရှိတယ်။တဲ့ရဲ့အိုရဲ့ကိုဖြုတ်ပြီးတော့ တော့ခုအဖြစ်အောင်လိုက်တာ verb တော့ခုဒါကြောင့်မလို့ခတဲ့အခုရောဝယ်ထားမယ်နော်ဆိုရင်ခတော့ခုရောဖြစ်သွားတယ်ခတဲ့ oi တဲ့ခ다ဆိုင်ဝယ်ထားပေးပါခတဲ့တဲ့ခ다ဆိုင်တဲ့အိုလေးကိုပြောလိုက်တယ်။ဒါကြောင့်တဲ့အိုရဲ့နေရာမှာတိုလေးကိုထည့်ပြီးတော့တိုရီတက်တာဆိုင်ကျန်တာအကုန်ပြန်ကူးတယ်ပေါ့နော်။ခတ်တဲ့အိုကိုကနာဝယ်ထားရင်ကောင်းမလားဆိုပြီးတော့ကိုဘာသာကိုစဉ်းစားနေတဲ့ပုံစံလေးခတ်တိုကိုကနာ အခိခိတော်လေးလန်ရှူဘောနော listening practice လေးကိုကြည့်ကြပါစို့ကြည့်တော့တက်ပုံလေးမှာတဲ့အဲမိန်းကလေး9ယောက်ရှိပါတယ်အဲ့ဒီမိန်းကလေး9ယောက်ထဲကနေပြီးတော့သူကဘာလို့ပြောထားလဲဆိုရင်ရှရှင်မီနာကာရတက်ပုံကိုကြည့်ပြီးတော့အာနီတို့妹တို့က話しています。အကိုနဲ့ညီမလေးကစကားပြောနေပါတယ်။အာနီတို့ကလူဖူလန်တို့ကအကိုရဲ့ကောင်မလေးကအတို့နိုဟီတို့တက်စကားဘယ်လိုလိုမျိုးပါလဲ။ ဆိုတော့ဒီမှာအီမိုတိုနဲ့အာနီနဲ့ပြောမယ်အီမိုတိုကနေပြီးတော့အိုနီချန်တော့ခါနိုဇော်တဲ့ဆိုရာဆိုတဲ့အတိတ်ပဲဖြစ်သွားတယ်။အကိုရဲ့ကောင်မလေးကအကိုရဲ့ကောင်မလေးဆိုတာတိုနိုဟီတိုဘယ်လိုလူမျိုးလဲဘယ်သူလဲပေါ့နော်။အမှဦးရှိရိုနီတာ ているがね、表立ってる。後ろに立ってる人だよ。生まかけている人。メガネかけている人。にまちはかけていないよ。今、いしだれてたべの。メガネはかけてないよ。にまちゃたぶれ。じゃあ、きれいな色のスカーフを知っている人。だそういいね。 စကဖလာလာလေးကိုဝတ်ထားတဲ့လူလားဆိုတော့ခြေကောင်းရောမဟုတ်ဘူးတဲ့ဒါဆိုရင်ဘသူလဲပေါ့နော်ဂျာတော့နော်ဟီတော့နာနော်ဘလို့လူမျိုးလဲမာတာဝကာရနိုင်အခုချိန်မတီသေးဘူးလားဟုတ်လားဒီမာလေးတဲ့အီချီပန်ကီရေနိုင်တော့တာရောဒီမာအလားဆုံးလူလေးဆိုပြီးရောသူကအနောက်မှာဘိုးရှိကပုတဲတို့ဘိုးရှိနဲ့ကပုတဲတို့ကတတ်တယ်နော်ဘိုးရှိရဲ့ကပုတဲတို့ဆိုတော့အုတ်ထုတ်ဆောင်ထားတဲ့လူလေးဆိုတော့ဒီကောင်မလေးကိုပြောတာပေါ့နော် ်ပထမတစ်ခုပြီးတော့နောက်ချက်တစ်ခုကိုသွားပါမယ်နော်အဲနိဗ္ဗာန်ကအဲပုံကိုအရင်ကြည့်ပါမယ်ပုံမှာဆိုရင်ဒါလေးကဒါဘုရားကဝင်တယ်ပေါ့နော်ဘုရားကဝင်တဲ့ဒီအပြင်းစင်ပုံလေးကအကြောင်းသူတရားဖြစ်ပါတယ်အဲ့တော့ဘာတွေပြောမလဲအရင်ဆုံးသူရဲ့မိကုံးကိုဖတ်ကြည့်ရအောင်ကက်ဆေဝအကြောင်းသားကရဲ့အဲအကြောင်းသူကတဲ့အခင်နိဘုရားဝင်တန်းစီကနေပြီးတော့ယောပိတုံမဲလာလဲမတ်တာ ခေါ်ပြီးတော့တားဆီးခြင်းကိုခံခဲ့ရပါတယ်။ဆိုတယ်ဝဒိုးစတဲ့စကားဒါကဘာဖြစ်လို့ပါလဲတဲ့။ကာခုရင်ဝအေခီယင်ဝအမလီကာခုစိန်နဲ့အေခီယင်ကိုပေါင်းလိုက်တာ။အေခီယင်ဝဘူဒယဝင်တန်းကတဲ့ကာခုစိန်နိចောင်းသူလေးအားနာနီယောဆာဆဲမရှတာကဘာကိုလောက်ခိုင်းခဲ့တယ်လဲ။ ဆိုတော့သူရဲ့နေ့ရက် conversation လေးကိုကြည့်အောင်ပထမဆုံးပြောမှာက Akin ကပြောမှာမရှိမရှိ ok yakusan အဲနေပါအောင်နဲ့အဲတဲ့ရဲ့ကက်ဆဲကနေပြီးတော့အဲ watashi desu ka အဲငါကိုပြောတာလားပြီးတော့ちょっとあなたかなりにようね。で、気が切れてますよ。ラマが撇びびのえ。あ、そうですか。あ、はうらで。ちゃんとお金を持っ ချမ်းတို့အခါနဲ့ဟာရတဲ့မိုရိုင်းမစီယောဒီကြပါပစံကိုပေးရမယ်နော်ဆိုပြီးတော့အဲခင်းကနေပြီးတော့ပြောလိုက်ရောအမကက်ဆယ်လီယာပါဖြစ်သွားလဲဆိုတော့ကွန်မြူနာဆိုင်ဝတ်တရှိအမအခါနဲ့မတ်တဲ့နိုင်တဲ့စဟာတောင်းမမိုင်ပေါ့နော်ငါအခုပစံမယူလာခဲ့ ပတ်စံမယူလာခဲ့လို့ပါဆိုပြီးတော့ပြောတဲ့အခါမှာခေါမရုံနာဒုက္ခပဲနော်တဲ့ကြဒါဆိုရင်တော့ကက်ဆယ်ရှော်မိဆက်တဲ့ကိုတဲ့ကက်ဆယ်ရှော်ဆိုတာကចောင်းသားကတ်ကိုပြောတာចောင်းသားကတ်လေးကိုကြည့်ပြီးသွားတဲ့အခါမှာအခါနဲ့မိုတဲခရုမတဲ့ပတ်စံကိုယူလာတဲ့အထိခေါ်တဲ့အာစကတခုရောဒါကိုတင်ထားမယ်နော်ဆိုပြီးတော့ဒါចောင်းသားကတ်ကိုចောင်းသားကတ်ကိုတင်ထားတာပေါ့နော် すみませんけど、え、あなべめれで、お願いがあるんですが、直すせやれしてるばえ。なんだね、まあやれぽの。学校に知らせるのだけはやめてくれませんか장고어디베다못놀루야몰라소비요ပြောတာ。わかったわかった。ငါ띠비ငါ띠비나래비나래비。ダマとくよ。別冊背ための。そうびよ。だとろにゃれ conversation れဖြစ်ပါတယ်。え、part 1ရဲ့ session 1က အဲအဒီကကဖတ်တမ်ရဲ့အနောက်ဆုံးကဒီ conversation လေးနှစ်ခုကိုအာပြောပြခဲ့ပြီးရှင်းပြပြီးရှင်းပြပေးခဲ့ပြီးမို့လို့အဲအဆင်ပြေမယ်လို့ချင်ပါတယ်